ဈေးကွက်အတွင်းမှာစက်ငွေ3သိန်းဝန်းကျင်နဲ့ဝယ်ယူရရှိနိုင်မဲ့နောက်ထပ်ဖုန်းတစ်လုံးကတော့ Honor X5B ဖြစ်ပါတယ်။ဒီဖုန်းကိုဈေးကွက်အတွင်းမှာစတင်မိတ်ဆက်ခဲ့တဲ့အချိန်ကတော့2024ခုနှစ်အောက်တိုဘာ22ရက်နေ့ဖြစ်ပါတယ်။ဝယ်ယူရရှိနိုင်တဲ့အချိန်ကတော့အဲ့ဒီအချိန်မှပဲဖြစ်ပါတယ်။ဒီဖုန်းရဲ့ body image အစားကတော့အလျား6.55လက်မအနံ2.98လက်မနဲ့အထူကတော့3.34လက်မဖြစ်ပါတယ်။အလေးချိန်အပြင်194 gram ရှိပြီး nano sim card နှစ်ကပ်ကိုထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ display အမျိုးအစားကတော့ TFT LCD အမျိုးအစားဖြစ်ပါလေ display ရဲ့ကန့်လန့်ပြတ်အရွယ်အစားကတော့6.56လက်မှဖြစ်ပါလေ resolution ကတော့920 1612 pixel ဖြစ်ပြီးအချိုးအစားကတော့20အချိုး9ဖြစ်ပါလေဖုန်းမှာထည့်သွင်းပေးထားတဲ့ operating system ကတော့ Android 14ဖြစ်ပါလေဒီဖုန်းရဲ့ chipset အမျိုးအစားကတော့ MediaTek Helio G36 12 nanometer ဖြစ်ပါလေ CPU ကတော့ octa-core CPU ဖြစ်ပါတယ်။ Graphic Processing Unit ကတော့ PowerVR GE 8320ဖြစ်ပါတယ်။ဒီဖုန်းမှာ micro SD card ထည့်သွင်းအသုံးပြုလို့ရတဲ့ slot ပါဝင်ပါတယ်။ဒီဖုန်းမှာ internal storage ကို 64GB နဲ့ 128GB ရဲ့လို့နှမျိုးနှစ်စားကိုရွေးချယ်နိုင်မှာဖြစ်ပြီး RAM ကတော့ 4GB တမျိုးတည်းသာရှိပါတယ်။ main camera ကတော့ 13MP ဖြစ်ပြီး LED flash ကိုလည်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ video ရိုက်ကူးမှုအနေနဲ့1080 pixel 30 frame per second setting ထိရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ selfie camera ကတော့5 megapixel ဖြစ်ပြီးသူကလည်း1080 pixel 30 frame per second setting နဲ့ရိုက်ကူးနိုင်မှာပဲဖြစ်ပါတယ်။ ကြည်လင်ပြတ်သားတဲ့ speaker ပါဝင်ပြီး3.5 mm audio jack လည်းပါဝင်မှာဖြစ်ပါတယ် Wi-Fi Bluetooth GPS FM radio အစရှိတဲ့ဒီနေ့ခေတ် smartphone တွေရဲ့ requirement တွေအားလုံးပါဝင်ပါတယ်ဒီဖုန်းရဲ့ main connection အပေါက်ကတော့ USB Type C 2.0ဖြစ်ပါတယ် security feature အနေနဲ့ဖုန်းရဲ့ဘေးဘက်မှာ fingerprint ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်ဒီဖုန်းမှာတက်ဆင်ထားတဲ့ battery ကတော့ LiPo 5200 mAh ဖြစ်ပါတယ်ထည့်သွင်းပေးထားတဲ့ wire charger ကတော့10 watt wire charger ဖြစ်ပါတယ် ရရှိနိုင်တဲ့အယောင်တွေကတော့ Ocean Blue, Starry Purple, Midnight Black ၃ယောင်ဖြစ်ပါတယ်။ဒီဖုန်းကိုဈေးကွက်အတွင်းမှာဝယ်ယူရရှိနိုင်တဲ့ဈေးကတော့ကျပ်ငွေ၃သိန်းခွဲဝန်းကျင်ဖြစ်ပါတယ်။နောက်ထပ်ကျပ်ငွေ၃သိန်းဝန်းကျင် ဖုန်းတွေကိုဆက်လက်ဖော်ပြမှာဖြစ်ပါတယ်။မနေ့ပြန်ဒီအချိန်မှာပဲစောင့်မျှော်ကြည့်ရှုပါ။